ခင်အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တင်းင်းလာနေအတွက်ဖြစ်ပါတယ်ကျွန်တော်တို့တင်းင်းလာနေအတိုင်းမှာကဒါကျွန်တော်တို့ကဒါ3လေး8ကိုကမတိမပေါက်ကီးအနေနဲ့ဒါစင်းနေစင်တာရှိတာကိုသတိပြုပေးပါဗျာနော်ကျွန်တော်ကတော့ဒီ မနက်ပြန်ကအဖွင့်နေလည်းဖြစ်တယ်ပြီးသွားလို့ရှိရင်အခုမှ၃ရက်ပိတ်ကနေစဖွင့်နေရက်ဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကိုတော့ကျွန်တော်ကထိုင်းပြီးတော့စော့စီခြင်းပါတယ်အရင်အပတ်ကဆင်းခဲ့တဲ့ဟာလေးတွေကိုပြန်ကြည့်ရင်အရင်ဘက်ကကျွန်တော်တို့၄၀ဆင်းထားတယ်ပြီးသွားလို့ရှိရင်၈၆ဆင်းထားတယ်ကျွန်တော်တို့ labor နဲ့ဟိုနှစ်ကြိမ်လောက်ဆင်းထားပြီးပြီဒါပေမဲ့ ခွန်ဘရိတ်ခွန်လုံးမှန်ကလုံးဝမလာသေးဘူးเนาะအဲဒါကြောင့်ကျွန်တော်ကတော့ဒါမနေ့ပြန်မှာကိုကျွန်တော်ကခွန်ဘရိတ်ခွန်လုံးမှန်ဖြစ်အောင်ပဲ3လေးရှိကိုကိုခွန်ဘရိတ်ခွန်လုံးမှန်ဖြစ်အောင်ပဲဒါကတ်ပြီးတော့ရွေးပေးလိုက်ပါတယ်မိတ်ဆွေများနေတယ်တော့လုံးမှန်ရှိရင်တော့ဒါ3လေးရှိကိုနဲ့ကတ်ပြီးကစားပါကျွန်တော်ကတော့3လေးရှိကိုကိုခွန်ဘရိတ်ခွန်လုံးမှန်ဖြစ်အောင်ရွေးလိုက်တယ်အဲ့ဒီတွေအားလုံးပေါင်းတော့ဒါ6ကွက်တော့ရှိပါတယ်မိတ်ဆွေများအနေနဲ့ဒီ6 6ကွက်ကိုတော့ဒါထိုးတင်တယ်လို့တော့ထင်ပါရယ်ဗျာနော်ဒါတူတီတကယ်လိုက်ကစားတဲ့လူတွေကတော့6ကွက်ကတော့မမျာ ားပါဘူးအဲ့6ခွဲ့လောက်ကိုတော့ဒါထိုးသိမ့်နေထင်ပါတယ်ကျွန်တော်ကတော့လောလောဆယ်အဲ့ဒီ6ခွဲ့ကိုပဲရွေးထားပေးပါတယ်ဗျာနော်ဒီတင်းနှင်းလာနေတိုင်းမှာ3 4ကိုကမတိမပေါက်ကီးအနေနဲ့စင်တက်တာများတဲ့အတွက်ကျွန်တော်ဒီ3 4ကိုကိုပဲခွန်မရိခွန်လုံးပိုင်းဖြစ်အောင်ရွေးထားပေးခြင်းဖြစ်ပါတယ်ပြန်ရင်ကျွန်တော်တို့ဒီတစ်ပတ်အတွက်မမဝင်ကျင်နေတဲ့သူများကဝင်လို့ရပါသေးတယ်ဗျာနော်မမကြီးကတော့ကျွန်တော်တို့နေတိုင်းမွေးကွယ်ပတ်တိအားလုံးအပါ3000ပဲဖြစ်ပါတယ်အဲကျွန်တော်စီကတော့ဒါ ပတ်တီတွေကတော့အင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့အကောင်လုံးတော်တော်များများဆင်းသွားပါပြီကျွန်တော်ဒီဟာပတ်တီကတလို့ရှိတယ်ဗျာတော့အင်္ဂါမကျော်ပတ်တီရှိတယ်ဟူးမကျော်ပတ်တီရှိတယ်သုံးရက်တွင်စတို့ပတ်တီရှိတယ်အဲ့ဒီသုံးလုံးလုံးကျွန်တော်ချထားပေးပါတယ်မိတ်ဆွေများအနေနဲ့နှစ်သက်ရာပတ်တီတစ်လုံးပဲလိုက်ပါ အဲ့ဒီပတ်ဒီသုံးလုံးလုံးကဆင်းပါတယ်ဗျာနော်သူနေမတိုင်ခင်သူနေမရောက်ခင်ပါလေဥမာတနင်္လာနေ့မှာလေဒီခါကျလို့ရှိရင်နှလုံးတော့ဆင်းသွားတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့အင်္ဂါနေ့ညနေလောက်အထိကိုကိုကကောက်ကောင်းမော်လေးပတ်ဒီကိုလိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာမမကြီး၃တောင်းနဲ့လာယူလို့ရပါတယ်ကျွန်တော်ဒီမှာကတော့ပတ်ဒီပဲတည်တဲ့၃တောင်းမဟုတ်ပါဘူးပတ်ဒီနေ့တိုင်းမွေးခွဲအားလုံးအပါ၃တောင်းပဲဖြစ်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့အမားမန်လက်ခံနိုင်လို့ရှိရင်တော့လာယူလို့ရပါတယ်ကျွန်တော်ဒီဟာပတ်တီတီကတော့အင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်အကုန်လုံးဆင်းတက်တာဖြစ်တဲ့ အတွက်ဒါကိုအားပတ်တီးတကယ်လိုက်ထုံနိုင်လဲဆိုလို့ရှိရင်တော့ဆော့ဆော့လေးလာယူပေးပါဗျာနော်။နိုးဆိုလို့ရှိရင်တော့ဥမာပတ်တီးက၃လုံးရှိတယ်။အဲ့ဒီမှာနှလုံးတော့ဆင်းသွားပြီဆိုလို့ရှိရင်တော့တစ်လုံးမကျန်တော့တဲ့ဆရာတစ်ထောင်နဲ့လောက်ပါတော့ထောင်ကားနဲ့လောက်ပါတော့အဲ့လိုမျိုးတွေတော့ဈေးတော့မစစ်ပါဘူးဗျာနော်။ကျွန်တော်ယူထားတာကလည်းဒါအများကြီးလည်းမဟုတ်ပါဘူး။ဒါ ကိုလည်းအဆင်ပြေကျွန်တော်မိတ်ဆွေတွေလည်းအဆင်ပြေအဲ့လိုမျိုးလေးတွေးပြီးတော့ပဲဒါယူထားခြင်းဖြစ်ပါတယ်အခုဒါမနေ့ပြန်အတွက်ဒါမိတ်ဆွေများအနေနဲ့ကိုကဟိုပတ်တီလည်းမကစားခြင်းဘူးဒီမှာပဲအပျော်လောက်ပဲစောင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအကောင်းဆုံးကျွန်တော်ဒါရွေးချယ်ပြီးတော့တင်ထားပေးခြင်းဖြစ်ပါတယ်မနေ့ပြန်မှာ3 4 9ကမတိမပေါက်ကြီးအနေနဲ့စဉ်းနေစဉ်းစားရှိတဲ့အတွက်ခွန်နဲ့ကပ်ပြီးတော့ကျွန်တော်အဲ့ဒါကိုအောက်ွက်အနေနဲ့ရွေးရပြီးပါတယ်ဗျာနော်3ခွန်8ခွန် ၄ခွန်၉ခွန်ပေါ့နော်ဒီ၄ခွက်ကအောက်ပဲဖြစ်သွားမယ်၃၄၈ခုကတော့အရန်အကွက်ဖြစ်သွားပါဗျာနော်မိတ်ဆွေများအနေနဲ့မမဝင်နေတယ်ဆိုလို့ရှိရင်တော့ခွန်၉၃၅၉၃၆၅၆ရဲ့ Viber Telegram မှာလာဟိုင်းလို့ရပါတယ်ခွန်၉၃၅၉၃၆၅၆ရဲ့ Viber Telegram ပဲဖြစ်ပါတယ်ဗျာနော် Viber Telegram ရှိမှပဲအဆင်ပြေမှာပါကျွန်တော်ကလူတယောက်ချင်းစီကိုတော့ကျွန်တော်ဟိုပတ်တီပို့လိုက်နေတိုင်းပို့လိုက်မွေးကွဲပို့လိုက် မစင်းနဲ့ပို့လို့ကတော့အဆင်မပြေလို့ပါဗျာနော်အဲကြောင့် Viber Telegram ရှိရင်တော့ဝင်လို့ရပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါသေးဗျ